ါစကားကာလပြင်စမသတင်းပတ်ရဲ့စနေနေ့ရှင်ရောင်းအေယုန်ဂလီချန်အခန်းကြီး15အခန်းငယ်78မှ21ထိုချိန်၌သခင်ယေရှုကတပည့်တော်တို့အားမိန့်တော်မူသည်မှာဤလောကသည်သင်တို့ကို မုံတီးလျင်သင်တို့ကိုမမုံမီငါကိုမုံတီးခဲ့ကြောင်းကိုသိမှတ်ကြလော့သင်တို့သည်ဤလောကနှင့်သက်ဆိုင်သူများဖြစ်ကြပါလျင်ဤလောကသည် မိမိနှင့်သက်ဆိုင်သောသင်တို့ကိုချစ်လိမ့်မည်သို့သောသင်တို့သည်ဤလောကနှင့်သက်ဆိုင်သည်မဟုတ်ငါသည်လည်းသင်တို့ကိုဤလောကထဲမှရွေးကောက်ခဲ့သောကြောင့်ဤလောကသည်သင်တို့ကိုမုန်းတီး၏အစေခံသည်မိမိသခင်ထက်မကြည်မြတ်ဟု၍သင်တို့အားငါပြောခဲ့သည်ကိုသတိရကြလော့လောကသားတို့သည်ငါကိုနှင်းဆဲခဲ့ပါလျင်သင်တို့ကိုလည်းနှင်းဆဲကြလိမ့်မည် သင်တို့ဒီငါစကားကိုလိုက်နာစောင့်ထိန်ခဲ့ပါလင်သင်တို့ဤစကားကိုလည်းလိုက်နာစောင့်ထိန်ကြလိမ့်မည်သို့တော့သူတို့ဒီငါအတွက်ကြောင့်သင်တို့၌ဤရာများကိုပြုကြလိမ့်မည်အဘယ်ကြောင့်ဆိုသော သူတို့ဒီငါအားစေလွတ်တော်မူသောအရှင်ကိုမတိကြဟုမိန်တော်မူ၏ယေရှုခရစ်တော်သခင်မုံမြတ်သောဧဝံဂေလိတရားတော်ပေတည် presence of the risen lord ရှင်မြန်ထမြောက်ပြီးသားဖျားသခင်ရဲ့ပါဝင်တည်ရှိနေမှုဒီနေ့တမန်တော်ကြီးများကို သခင်စုကသူ့ကဲ့သို့ကမ္ဘာလောကကငင်းပယ်လိမ့်မယ်မုံငင်းခံရမယ်ဆိုတဲ့အကြောင်းကိုကြိုပြောလာပါတယ်ပါစကားပွဲမတိုင်ခင်ပြောပြခြင်းဖြစ်ပါတယ်တကယ်တော့ဒီတမန်တော်ကြီးတွေဟာ fragile ချွင်းချွတ်ချက်အားနည်းချက်ရှိတဲ့ပုံကိုယ်တွေပဲဖြစ်ပါတယ်။ပါစကောက်ပဲမတိုင်ခင်အချိန်မှာဒါပေမဲ့ပါစကောက်ပဲပြီးတဲ့နောက်ပိုင်းမှာသူတို့ဟာဝိညာဉ်တော်နဲ့ပြေဝလာပြီးချိန်မှန်ထမြောက်တဲ့ပုံကိုယ်သူတို့နဲ့အမြဲလိုက်မယ်ဆိုတာကိုယုံကြည်နေကြတာကိုတွေ့ရပါတယ်။ဒီချက်ကပဲသူတို့ကိုအင်အားပြေဝစေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီလောကကမုံတီးခြင်းညှင်းပယ်ခြင်းတရုတ်ကိုညှဉ်းပန်းနှိပ်စက်ခြင်းအသေးသက်ခြင်း ဘယ်လိုပဲရှိစေကမူသူတို့နောက်ကိုလိုက်နေတဲ့သူတို့ရှိကသွားနေတဲ့သူတို့အထက်မှပါဝင်နေတဲ့ရှင်မန်ထမဝီဇာပုတ်ကိုတည်ရှိနေတယ်။သူရဲ့ဝိညာဉ်တော်လည်းလိုက်ပါနေတယ်ဆိုတဲ့အချိုက်ကြောင့်သူတို့ဟာဒီအရာတွေကို မကြောက်ရွံ့တော့ပါဘူး။ပထမအချိန်လေးပါစကားဝဲမတိုင်ခင်အချိန်မှာဆိုရင်တော့ကြောက်ရွံ့မှာမှန်ပါတယ်။ကြောက်လဲကြောက်ရွံ့ပါတယ်။တဘာဝလည်းကြားပါတယ်။သူတို့ကြောက်ရွံ့တာဟာသို့တော့ပါစကားဝဲပြီးတဲ့နောက်ပိုင်းမှာ ဒီပုဂ္ဂိုလ်ပါနေတယ်ဆိုတာကိုသူတို့ယုံကြည်ကြပါတယ်တကယ်လည်းပဲပါတယ်ဆိုတာကိုသိတာထင်ရှားစွာသူတို့ယုံကြည်ခြင်း၌မြင်တွေ့လာခဲ့ပါတယ်ဒါကြောင့်ဒီအချက်ကြောင့်မင်းတို့တွေအင်အားနဲ့ပြေဝလာကြတာဒီအချက်ကြောင့်မင်းတို့တွေတရင်ကောင်းကိုဖျက်ဝင်လာနိုင်တာပဲဖြစ်ပါတယ်ပရမတ်ကျမ်းမှာကြားတာလည်းဒါပဲဖြစ်ပါတယ်စိန်ဘောတို့ဒီမသေးတို့တမန်တော်ကြီးများအဖွဲ့လမ်းကြောင်းများစွာအကြောင်းကိုဆွေးနွေးနေတယ်သာသနာလုပ်ငန်းအတွက် များစွာသောလမ်းကြောင်းများရှိနေပါတယ်ဘယ်လိုပဲရှိစေကမူသူတို့နဲ့ရှိတဲ့အမြဲလိုက်ပါတဲ့ရှင်မြန်ထမ်းမြောက်ပြီးသားပုံကိုရှိနေတယ်ဆိုတဲ့အချက်ကိုသူတို့စွဲမဲ့သွားယုံကြည်နေပါတယ်အခက်အခဲများရှိတယ်စုံစမ်းခံရတဲ့အချိန်တွေအမျိုးမျိုးရှိပါတယ်။သို့တော့ဒီပုဂ္ဂိုလ်ပါနေတဲ့အတွက်ကြောင့်ပါတယ်ဆိုတဲ့အချက်ကိုယုံကြည်နေတဲ့အတွက်ကြောင့်သူတို့ဟာလည်းပဲဒီလမ်းကြောင်းတွေကိုအကောင်းဆုံးပြည့်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့တာကိုတွေ့ရပါတယ်။ဒါကြောင့်ထပ်မောက်ဗီဇာပုဂ္ဂိုလ်ဟာသူ့လိုလို သူ့တပားနေတာမဟုတ်ဘဲယုံကြည်သူများလည်းဖြန့်ဝေသူများလည်းတည်င်းကောင်းဆောင်ကျင်းသူများ အတွင်းတမှာအမြဲတမ်းပါနေတယ်ဆိုတာကိုကျွန်တော်တို့ယုံကြည်ကြပါလိမ့်မယ်။တယောက်စီရဲ့ဘဝထဲမှာလည်းသူရှိနေတယ်၊သူတီးနေတယ်။မျက်စိနဲ့ကာယနဲ့မမြင်နိုင်တော့လည်းပဲယုံကြည်ခြင်း၌ဝိညာဉ်တော်၌သူ့ကိုအမြဲမြင်တွေ့ဖို့ ဒီကနေအာယူဖို့အားနေပြီးတော့နေ့စဉ်အသက်တာကိုရှင်သန်နိုင်ဖို့အတွက်ဆက်လက်ပြီးတော့ဆူတောင်းရင်းခြိတတ်ကြပါစို့